ားလုံးပဲမင်္ဂလာပါရှင်ဝေဆန်းဆဲပညာဒါနကလပ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ဒီနေ့သင်ပေးမယ့်သင်ခန်းစာကအခန်း2ရဲ့လေ့ကျင့်ခန်းပေါ့နော်လေ့ကျင့်ခန်းသင်သွားပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရှင်းရမှာဆိုရင်တော့ဒီအခန်းနှစ်ဝါဟရနဲ့ကုရမားကိုအရှင်းပြပေးထားပြီဆိုတော့အခုဒီနေ့ကကြတော့ကြက်ရှိနေတဲ့လေ့ကျင့်ခန်းလေးလေးကိုဆက်ပြီးတော့သင်ပေးသွားမှာမို့လို့ဒီအခန်းနှစ်ကိုဆက်ပြီးတော့ကြည့်ပေးပါဦးဒါတော့ဒီအခန်းနှစ် Ratio A မှာဆိုရင်ဇေရိုပရမောဆုံးနံပါတ်1ပေါ့နော်ပရမောဆိုရင် ခိုရဲဝငါတို့အဒီအရှိမပြောခဲ့တယ်လို့ပဲခိုရဲပြီးရင်ဆိုရဲအားရဲဆိုပြီးတော့တောင်းခွင့်ရှိမယ်ပေါ့နော်အဲ့ဒီခိုရဲဆိုရဲအားရဲရဲ့နောက်ကနေပြီးတော့ဘာလိုက်ပေးမလဲဆိုတော့ weaver စကလုံးဝလိုက်ပေးပါမယ်ငါတို့ဒီမှာဆိုရင်ခိုရဲဝဒီဟာတီနောက်ကစခုအဒဆိုင်ဇပွဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ခိုရဲဝရှင်မွန်ဒတ်ခိုရဲဝရှင်မွန်ဒတ်ဒါကတော့တရင်စာ ဖြစ်ပါတယ် ိုရဲဝါမေရှိဒက်ဒါကတော့လိပ်စာကဲဖြစ်ပါတယ်နောက်တစ်ခုကခိုရဲဝါနန်ဒစကာဆိုပြီးတော့မေးပါမယ်ကျွန်တော်မေးခွန်းမေးတဲ့အခါမှာဆိုရင်အဲဒီတမဲပစ္စည်းတွေကိုဂျပန်လိုပါနဲ့မေးလဲဆိုရင်နန်နဲ့မေးပါတယ်အဲဒီအခါကျတော့ခိုရဲဝနန်ဒစကာဖြစ်သွားပါမယ်ဒါကဘာဖြစ်ပါသလဲ ။နောက်ခုနံပါတ်2ကိုဆက်ပြီးရောက်သွားမယ်ဆိုရင်ဆိုရဲဝါအဲ့ဒါကဘိုးရူပန်ဒတ်စ်ကရှာပူပန်ရှီရူဒတ်စ်ကအဲ့ဒါကဘောပင်လားခဲဆန်ဘောပင်လား။နောက်ခုဆိုရဲဝါအဲ့ဒါကအီချီဒတ်စ်ကတစ်လားနာနာဒတ်စ်ကခွနစ်လားဒါကတစ်လားခွနစ်လား။နောက်ဆရေဝါအဲ့ဒါကအတက်စကအိုတက်စကအဲ့ဒါကအလာအိုလာ နော်တခုခုပစ္စည်းတခုခုကိုမရင်မရတသက်ကွက်ကွက်ပေါ့နော်တိတိကျကျမသိတဲ့အခါမျိုးတွေမှာဆိုရင်တော့မေကွန်နှစ်ခုဆင့်ပြီးတော့မေးပေးပါမယ်နှစ်ခါမေးမယ်ပေါ့နော်ညာခုနဖတ်၃ခါကြတော့ခိုရယ်ဝဒီဟာဒီခရုမခရုမဆိုတာကကားကိုပြောတာအဲ့တော့ခရုမနော့ဆိုတော့ကားရဲ့ Honda ဆိုတော့စာအုပ်ဖြစ်ပါတယ်စာအုပ်ပေါ့နော်ဒါကစာအုပ်ဘာစာအုပ်လဲဆိုရင်ခရုမနော့ဟွန်ကားစာအုပ်နောက်ခုကကြဒုတိယစာကြောင်းက これは、no、だが a, o, ere,、no sa sa、コンピューターの本です。だが、コンピューターさをピュッパリ。ダリアミャオが、これは日本語の本です。だから、ジャパンサーさをピュッパリ。だから、それをみにかま、ネパッチマ、見れぼんせんあいめ、ねねみめ。ありかじゃろ、これは何ですかもほとべに、これは、 နန်နော့ဟွန်ဒါစကာဖြစ်သွားလိမ့်မယ်ဒါကဘာဆောင်အုပ်လေကိုရဝါနန်နော့ရှင်မွန်စကာဒါကဘာမဂဇင်းလေကိုရဝါနန်နော့ခန်ဂီဒါစကာဒါကတော့ဘာတော့လဲဆိုပြီးရဖြစ်သွားမယ်နော်အဲ့တော့မေးတဲ့အခါမှာနန်နော့နာနီနာနီဒက်စကာဆိုပြီးရဖြစ်သွားပါမယ် ဒါဆိုရင်နံပါတ်၄ပေါ့နော်နံပါတ်၄မှာဆိုရင်တော့အရဲဝဟိုးကားဟာဒီဒါပိုင်ဆိုင်မှုကိုပြတဲ့စာကြောင်းမှာအရဲဝဟိုးကားဟာဒီ water she not ကျွန်တော်ရဲ့ carbon does a ဖြစ်ပါတယ်အရဲဝစာတိုးဆန်တော့ carbon does ဟိုးကားဟာကစာတိုးဆန်ရဲ့ a ဖြစ်ပါတယ်အရဲဝဆန်ဆဲတော့ carbon does ဟိုးကားဟာကဆန်ဆဲရဲ့ a ဖြစ်ပါတယ်ဆန်ဆဲဆိုတာဆရာဆရာမပေါ့နော်အဲ့တော့ဆန်ဆဲရဲ့ a ဖြစ်ပါတယ် အဲ့ဒါဒီမှာကျတော့ပိုင်ဆိုင်မှုပေါ့နော်ပိုင်ဆိုင်မှုကိုပြောတာဖြစ်တဲ့အတွက်ဒီနေရာမှာနန်နိုကာဗန်ဘာလွယ်အိတ်ဆိုပြီးတော့မမေးတော့ဘူးအပေါ်မှာဝါသက်ရှိစာဒိုဆန်ဆန်ဆဲတို့တိုင်းရေးထားဖြစ်တဲ့အတွက်အသက်ရှိဖြစ်တဲ့အတွက်မေးတဲ့မေကွန်ကဒါရယ်နဲ့မေးပြပါတယ်ဒါရယ်တော့ကာဗန်ဒက်စကာဆိုပြီးတော့ဖြစ်သားမယ်ဟိုကဟာကဘသူရဲ့အိတ်ဖြစ်ပါသလဲဘသူရဲ့အိတ်လဲပေါ့နော်ပြောမယ်ဆိုရင် ။နံပါတ်5ကကြတော့အားတယ်ဝါဟိုးကဟာသည်ပြောမစင်တော့နံပါတ်4နံပါတ်4ပုံစံအတိုင်းပဲနံပါတ်5ပြောထားတယ်။ဒါပေမဲ့ဒီမှာကြတော့သူကဒီညွှန်ပြတာနဲ့ပိုင်ဆိုင်မှုပဲဖော်ပြထားပြီးတော့ဘာဖြစ်စည်းလဲဆိုတဲ့ဟာမပြောထားဘူးเนาะအပေါ်မှာနံပါတ်၄မှာတော့ကကြတော့ဟိုးကားဟာကျွန်တော်ရဲ့အိတ်ပါလို့ပြောထားတယ်။ဟိုးဒီမှာကြတော့အဲ့လေဝါဟိုးကားဟာက water shin no dust ကျွန်တော်ရဲ့ဟာဖြစ်ပါတယ်။ပြောတဲ့အခါမှာဒီမှာစင်ပစ္စည်းလေးပြပြီးတော့အာဒီဟာကပေါ့เนาะထားပါတော့နမူနာဘောပင်စင်ဟာဒီဟာက အဲခိုရဝဝါတရှင်တော်ဘိုးရောပန်ဒက်စ်ဒါကငါရဲ့ဘောမင်မဆိုပြီးပြောတာအဲ့ဒါဘောမင်ဆိုတဲ့စကားလုံးကိုခြံပြီးတော့ခိုရဝဝါတရှင်တော်ဒက်စ်အာဒါကငါရဲ့ဟာပါခိုရဝဝါတရှင်တော်ဒက်စ်ဒါကတော့ငါရဲ့ဟာပါဆိုပြီးတော့အဲ့လိုမျိုးပြောလိုက်တာပေါ့နော်ပြောမယ်ဆိုရင်နံပါတ်5ကနောက်တစ်ခုကအရေဝါစာတော့ဆန်တော့ဒက်စ်ဟိုကဟာကစာတော့ဆန်ရဲ့ဟာဖြစ်ပါတယ်နောက်ထပ်တစ်ကြောင်ကအရေဝါဆန်ဆန်တော့ဒက်စ်ဟိုကဟာကတော့ဆန်ဆန်ရဲ့ဟာဖြစ်ပါတယ် အဲ့တော့မေကွန်းကဒါရယ်နဲ့မေးပါမယ်။အားရယ်ကဒါရယ် not does ကဆိုပြီးတော့ဖြစ်သွားတယ်။ဟိုးကဟာကတော့ဘသူရဲ့ဟာဖြစ်ပါတယ်။ဘသူရဲ့ဟာလဲပေါ့နော်။နံပါတ်6ကကြတော့ခိုနိုဆိုနိုအာနိုခိုနို ပြီးရင်ဆိုနိုအာနိုဆိုပြီးတော့သုံးခုရှိမယ်။အဲဒီရဲ့နောက်ကနေပြီးတော့ဗာလိုက်ပြီလဲဆိုရင်နောင်စက္ကလုံလေးတွေလိုက်ပေးပါတယ်။ငါတို့ဒီမှာဆိုရင်ခိုနိုတဲ့ချောဝါဒီအိဆောင်မဆစ်စာအုပ်ကဝါတာရှင်နော့ဒတ်ကျွန်တော်ရဲ့ဟာဖြစ်ပါတယ်။နော်ဒီအိဆောင်မဆစ်စာကငါရဲ့ဟာပါလို့ပြောလိုက်တာ။ညာကခိုနိုခန်းကြီးဝါဒီတော့ကဝါတရှင်နော့ဒတ်ငါရဲ့ဟာပါ။ ောက်နောက်ဆုံးကြတော့ခိုနိုခပန်ဝါဝါတရှင်နော်ဒက် D8 ကတော့ငါရဲ့ဟာပါဆိုပြီးတော့ဖြစ်သွားပါတယ်အဲ့တော့ဒီမှာဆိုရင်ဒါကတော့ဒါဒီနေ့သင်ခဲ့တဲ့အခန်းနှစ်သင်ခန်းစာပေါ့နော်ပြောမယ်ဆိုရင်အဲ့တော့ကိုလည်းပဲဒီအခန်းနှစ်သင်ခန်းစာကိုလေ့လာတဲ့အခါကျရင်ကိုပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းတွေပေါ့နော်ဒီပစ္စည်းတွေကိုညွှန်ပြပြီးတော့ ဒီ grammar ပုံစံလေးတွေပေါ့နော်ဖွဲ့စည်းပြီးတော့ပြောလို့ရပါတယ်နမူနာစာကြောင်းလေးတွေပေါ့အဲ့တော့ကိုဘေးနားမှာဘာပစ္စည်းရှိလဲနောက်ရှိတဲ့ပစ္စည်းလေးတွေကိုဂျပန်လိုပြောကြည့်မယ်ဆိုရင်တော့ဒါအခန်းနှစ်သင်ခန်းစာနဲ့ပတ်သက်ပြီးတော့နားလည်သဘောပေါက်မယ်လို့တော့ထင်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်တော့စနေဒီနေ့ကတော့ဒီသင်ခန်းစာနဲ့ပဲရလိုက်ပါမယ်။နောက်ရက်နေ့မှာအကျန်ရှိနေတဲ့သင်ခန်းစာလေးတွေကိုဆက်ပြီးတော့သင်ပေးသွားမှာမလို့ဝေဆန်ဆဲပညာဌာန page လေးကို like and follow လုပ်ဖို့မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။